ချားလင်းကြီးမြို့နယ်တွင်စစ်တပ်စစ်ကြောင်းထိုးနေ၍ပြည်သူများထောင်ချီထွက်ပြေးနေရ။သခိုင်းတိုင်းချားလင်းကြီးမြို့နယ်ဝမ်ပောင်ကုန်းဤရှိကျေးရွာများသို့အကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်နေ၍ထောင်နှက်ရှိသောပြည်သူများဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရကြောင်းအညာပြစ်တိုင်းနောင်လေးများအဖွဲ့မှတာဝန်ရှိသူတဦးကပြောပါရ။ယနေ့အောက်တိုဘာ18ရက်မနက်10:00နာရီခန့်တွင်ဝမ်ပောင်ကုမ္ပဏီမှအင်အား150ခန့်ပါစစ်တပ်စစ်ကြောင်းသည်တောင်ရွာအနီးသို့ရောက်ရှိခဲ့ပါသည် ထိုစစ်ကြောင်းသည်အော်တိုဘာလ18ရက်မနက်ပိုင်းတွင်မုံရွာမြို့မှစားလင်းကြီးမြို့ဘက်သို့ကူလာပြီးဝမ်ပေါင်းကုမ္ပဏီမှတဆင့်စားလင်းကြီးမြို့အထိဆက်လက်ထိုးစစ်ဆင်လာနိုင်ကြောင်းသိရပါသည်။ဒီနေ့မနက်မှဝမ်ပေါင်းကုမ္ပဏီကနေထွက်လာတဲ့စစ်ခွေးအင်အား150ခန့်ပါစစ်ကြောင်းကတုံရွာအနီးရောက်လာလို့ပြည်သူတွေဘေးလွတ်ရာထွက်ပြေးနေရတယ်။ဒီစစ်ကြောင်းကမုံရွာကနေကူလာတာဖြစ်ပြီးစားလင်းကြီးမြို့အထိသွားနိုင်တယ်လို့အညာပြတိုင်းတော်လင်းမြအဖွဲ့မှတာဝန်ရှိသူကပြောပါတယ်။ စစ်တပ်စစ်ကြောင်းသည်ဖြတ်တန်းလာရလမ်းတစ်လျှောက်ကျေးရွာများကိုဝင်ရောက်စီးနှင်ပြီးမိရှို့ဖျက်ဆီးခြင်းပြည်သူများကိုလူသားတိုင်းဖြစ်ဖမ်းဆီးတပ်ဖြတ်ခြင်းများပြုလုပ်နေသဖြင့်ပြည်သူများမှာအသက်ရှင်ရန်စစ်ကြောင်းနဲ့ဝေးရသို့ထွက်ပြေးနေကြရပါသည်လက်ရှိတွင် တုံရွာပါဝင်အနီးအနားကျေးရွာများမှာထောင်ထဲချီသောပြည်သူများဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရပြီးအခြေအနေမှာအလွန်ဆိုးရိမ်ပွေရာဖြစ်နေပါတယ်ရှင်